ူအာဒီပင်တဲ့သမုတ်တရားမှာရှိတဲ့အဲအစိပ်ပြင်းတဲ့တရဝါကြီးတဲကမှတခုပေါ့နော်ကြောက်ဖို့ကောင်းတာဒီသူဒီဖြည့်စင်းမရှိဘူးပေါ့နော်အဲချက်ပြုတ်စားတောင်းရင်ဒီတေချာအပူရှင်ဘလောက်နဲ့ချက်တယ်ဆိုရင်ဒီအစိပ်တည်တယ်ဘာညာဆိုမဟုတ်ပါဘူးသူ့ရဲ့အစိပ်ကထူးခြားတာကအုံနောက်ကိုမရောက်ဘူးမာဆယ်ကိုပဲထိတာဖြစ်တဲ့အတွက်ကြွက်သားတွေကအထူးသဖြင့်အသက်ရှူတဲ့မာဆယ် respiratory မာဆယ်တွေကအလုတ်ကောင်းကောင်းမလုတ်နိုင်တော့အဲ့တော့အသက်မရှူနိုင်တော့ဘူးနိုင်ဝက်အတွင်းမှာပဲအသက်ကိုဆုံးရှုံးနိုင်တဲ့အထိဖြစ်နိုင်တဲ့တစ်ခုလုံးပြန်နှမ်းပြီးတော့ဖြစ်နိုင်တဲ့ ကြောက်ရတယ်ပေါ့နော်။သူက medical emergency လို့ခေါ်တာပေါ့။အွန်လိုင်းပေါ်မှာဒီလူစိတ်ဝင်စားမှုများလာတဲ့ Blue Ring Autopass ပေါ့နော်အဲ့ဒါလေးကအစိတ်ရှိတဲ့စားရင်အသက်အန္တရာယ်ဆုံးရှုံးနိုင်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ तू ကဖက်တဲ့တဲမှာတော့ဒီ South East Asia ပေါ့နော်အရှေ့တောင်အာရှကန်ယူတဲ့နေမှာ तू ကရှိပါတယ်သူ့ရဲ့တဘာဝကကြတော့ तू ကပုံမှန်အနေထားမှာဆိုရင်တော့ဟိုမတို့စားနေကြ ဟိုကင်းမွန်လို့ရေပွဲလို့လို့ခဲရအောင်မယ်သူကပုံးနေတတ်တယ်ကြောက်ကြိုကြောက်ကြားနေတယ်မှာဒါပေမဲ့ဘလို့အချိန်မျိုးမှာထွက်လာလဲဆိုတော့ညဘက်လို့အချိန်မျိုးမှာပို့ပြီးတော့အပြင်ထွက်လာတာမျိုးရှိတယ်အဲ့လိုခါမျိုးပြင်ထွက်လာပြီးနောက်တစ်ခုကကျတော့သူ့ကိုတွားပြီးတော့ထိတိလိုက်တာမျိုးဆိုရင်သူကအဲ့အပြာရောင်ကထင်းကနေပေါ်လာပါတော့ဟို Google မှာရှာကြည့်ကြည့်အပြာရောင် ring နေထင်းနေရပဲရောင်စုံလေးနေတွေ့ရတာပုံမှန်အားဖြင့်ကကျတော့ခဲရောင်လေးလို့ဖြစ်နေတတ်တဲ့အတွက်ကိုစားနေကြဟိုင်းနဲ့မသိဘူးရောပြီးတော့ပါလာနိုင်တယ်သိဖို့မလွယ်ဘူးမကြိုက်တယ်ဆိုတာက ဒီတိုင်းနေရင်တော့မကင်မတော်တဆများကိုကရေကူးရင်းနဲ့ဒီ blue nose autobus များတွေ့ခင်သွားမထိမိနဲ့ပေါ့နော်မထိရင်ဘာမှမဖြစ်ဘူးဟိုလိုပဲမိဖို့ခောင်းလိုပဲပေါ့နော်သွားမထိရင်ကိစ္စမရှိဘူးသွားထိလိုက်တော့မှသူ့ရဲ့ဒီတရေကလန်ထဲမှာရှိရဲ့ဒီအစိတ်ပေါ့နော် TDAs ပေါ့နော် tattoo tattoo toxin လို့ခေါ်တဲ့အစိတ်အဲ့အစိတ်ကလေးတွေထုတ်ပြီးတော့အဲ့နေရရှိစေရပါပေါ့နော်အဲ့တော့ဒီအစိတ်ကကြတော့1 mg ပေါ့1 mg ဆိုအင်မတန်မှသေးနေတယ်နော်အဲနဲ့အင်မတန်မှနည်းအနည်းငယ်ပမာဏအနေနဲ့လူတို့အသက်သေးစေနိုင်တယ်သူကဒီပင်လယ်သမုဒ္ဒရာမှာရှိတဲ့ အဲအစိပ်ပြင်းတဲ့တံဝါးကြီးတဲကမှတစ်ခုပေါ့နော်အပိုတက်အဖြစ်ဆုံးအပြင်းထန်ဆုံးအစိပ်ပေါ့ပြီးတော့နောက်တစ်ခုကကြောက်ဖို့ကောင်းတာဒီသူဒီဖြည့်စင်းမရှိဘူးပေါ့နော်မွေကြိုက်ခံရလို့ဘာလို့ဆိုရင်မွေစိတ်ဖြည့်စင်းရပါရှိသေးတယ်ဒီ blue ring autopass မှာကြတော့ အဖြစ်စိတ်ဖြည့်စည်းမရှိပါဘူးအဓိကတော့ကွာဆိုပါဆိုဒီပင်လေလုံသားတွေဟိုကြောက်ကြောက်ကြားတွေကိုသွားတဲ့ခါကျရင်လည်းသတိထားပြီးပေါ့သူကြောက်ကြောက်ကြားမှာပုံနေတက်တာဟုတ်အဲ့လိုကြားလေးတွေမှာမှဒီအကောင်ဒီလိုမျိုးအကောင်လေးတွေထွက်လာတယ်တွေ့တယ်ဆိုရင်အဲရေပွဲဟုတ်လားမဟုတ်လားဆိုတာတေချာလားမတေချာလားကိုမသိခင်မထီရအကောင်ဆုံးပဲเนาะရေပုံမှန်စားနေကြကင်းမွန်နေရေပွဲတွေလည်းဖြစ်နိုင်တယ်လို့ blue ring autobus လည်းဖြစ်နေနိုင်တယ်သူကသွားထီတော့မှသာ provoke ဖြစ်ပြီးတော့အပြောင်လေးပြောင်းပြီးတော့ ကြိုက်တာမျိုးဖြစ်တဲ့အတွက်သွားမအကောင်းဆုံးကတော့ပင်လေတဲသွားလို့မြည်သည့်ရေတဲ့ဝါမစူတွေ့တယ်ဆိုရင်အစိတ်ရှိခြင်းမရှိခြင်းကကိုကကြည့်ုံနဲ့မသိနိုင်တာဖြစ်တဲ့အတွက်သွားမထိတွေ့ဖို့အဲအဲ့ဒါလေးကိုတော့အကြံပေးချင်ပါတယ်ခုနပြောသလိုပဲအရှိတောင်အရှာကံဦးတဲ့အကုန်လုံးမှာရှိတာဖြစ်တဲ့မြန်မာနိုင်ငံကံဦးတဲ့နေမှာလည်းရှိနိုင်တယ်အင်းစိန်ဘက်မှာလည်းမဟုတ်ဘူးဟိုဗိုလ်တော်ဘက်မှာလည်းရှိရင်ရှိနေနိုင်တယ်ဗောမြည်သည့်နေရာမှာမဆိုရှိကောင်းရှိနေနိုင်ပါတယ်ဆိုတော့ဒါကြီးကျတော့ ဟိုတိမုံမလွယ်ဘူးပညာရှင်တွေကလွယ်လို့ပေါ့နော်ဒီရေတရဝါရေမျိုးစိတ်တွေနဲ့ပတ်သက်တဲ့ပညာရှင်တွေကလွယ်လို့မအားလို့လူတာမန်လူတွေကတိဖို့မလွယ်ဘူးပါဘူးအဲ့တော့ကိုက အာတန်တရားရှိတဲ့စိုးရိမ်နေဆိုရင်ဒီဟာဒီအစားအသောက်တွေကိုရှောင်တာအကောင်းဆုံးပဲနောက်တစ်ခုကကျတော့တချို့တွေပြောရဲအဲချက်ပြုတ်စားတောက်ရင်ဒီတေချာအပူချင်းဘလောက်နဲ့ချက်တယ်ဆိုရင်ဒီအစိတ်တည်တယ်ဘာညာဆိုမဟုတ်ပါဘူးဟိုတမလီချာဘလောက်နဲ့ပဲချက်ချက်ဒီနေချာမဖြစ်ဘူးเนาะဒီနေချာဆိုတာဒီအစိတ်ထဲမှာပါရပရိုတင်းတွေဓာတ်ပြည့်သွားတာမျိုးလုံးဝမဖြစ်ပါဘူးအဲ့ဒါကြောင့်မလို့အဲကိုကစားလိုက်လို့ဘာမှမဖြစ်ဘူးငါတို့ကတော့ချက်လိုက်တာပဲဆိုတော့အဲ blue nail autopass မဟုတ်လို့ပါเนาะ blue nail autopass ကတော့ချက်လဲသူ့အစိတ်ကပြင်းပါတယ် ူကစားလိုက်တာနဲ့10မိနစ်အဲ9မိနစ်15မိနစ်အတွင်းမှာဒီသူ့အစိတ်ကခနာကူမှာဒီလက္ခဏာလေးစတင်ပြီးတော့ပြတ်တာပဲဖြစ်ပါတယ်။ရှင်းချင်းတော့မသိဘူး။အမကိုက်ခံရတယ်ဆိုရင်လည်းသူကကိုက်ခံရတယ်တသေးလေးဟိုအသေးသေးလေးစပစ်တဲ့တို့ကိုကိုကိုက်ခံရမှန်းတော့မသိနိုင်တာဖြစ်နိုင်နေပြီ။စားလိုက်တဲ့အချိန်မှာဆိုလေ9မိနစ်10မိနစ်15မိနစ်လောက်ကြာမှစပြီးဖြစ်လာတာဖြစ်တဲ့အတွက်အဲအစပိုင်းလေးမှာစစပြီးချင်းမသိသေးဘူး။အဲ့တော့သူ့လက္ခဏာကသူကနိုင်ရွက်အတွင်းလူကအသက်အန္တရာယ်ဆုံးရှုံးနိုင်တယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ အစိတ်က action က muscle ကို paralysis ရစေတာ paralysis ဆိုတာ muscle weakness ပေါ့ကြွက်သားတွေကအာရော့သွားရုပ်ရော့သွားတာအစာပိုင်းလေးကတော့သူကဘယ်လိုပြောမလဲအဲ့ကြိုက်ခံရတဲ့နေရာဆိုရင်အိမ်သားမှာပူလာမှာမိဖို့ကောင်းလို့လိုမျိုးပဲ burning feeling မျိုးရတာမျိုးရှိရဲ့ကြိုက်ခံရတာမဟုတ်စားမိတာမျိုးပါမျိုးဆိုရင်ကျတော့ဒီဒီလို sensation တော့မရောက်ဘူးပေါ့ခေါင်းမူးတလို့လို့ပြုတ်တလို့လို့ engine တလို့လို့အဲ့လိုမျိုးလေးတွေဖြစ်လာမယ်အဲတိတာထင်ရှားတာဟုတ်နော်ပြောတယ် muscle weakness ပေါ့နော်သူကသူ့ရဲ့အစိတ်ကထူးခြားတာက အုံနောက်ကိုမရောက်ဘူး မာဆယ်ကိုပဲထိတာဖြစ်တဲ့အတွက်ကြွက်သားတွေကအထူးသဖြင့်အသက်ရှူတဲ့မာဆယ် respiratory မာဆယ်တွေကအလုတ်ကောင်းကောင်းမလုံနိုင်တော့အဲ့တော့အသက်မရှူနိုင်တော့အသက်မရှူနိုင်တော့ဘူးပြီးလူကမလှုပ်ရှားနိုင်တော့အဲ့ခါအဲ့ခါမှာလူကတိနေတယ်အစိတ်အစိတ်တက်တယ်ဆိုတာတိနေပေးမလှုပ်နိုင်တော့ဘူးမပြောနိုင်စကားလည်းမပြောနိုင်တော့ဘူးเนาะပြို့တာအန်နာရီရောရှိရဲစကားတော့ तू မပြောနိုင်တော့ဘူးအဲ့တော့ အသက်မရှူနိုင်တော့ဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်မှာအဓိကလိုအပ်တဲ့အောက်ဆီဂျင်မရောက်တော့ဘူး။မအောက်ဆီဂျင်မရောက်တော့ဘူးဆိုတော့ဘာဖြစ်လဲဆိုတော့လူကချက်ချင်းပဲပြာနှမ်းတက်လာအောင်နော်ချက်ချင်းချက်ချင်းဝင်တည်တာတကူလုံးအောက်ဆီဂျင်ဆပ်ပလိုက်လုံးဝရောက်သွားပြာနှမ်းတက်လာမယ်မလုံးနိုင်မရှာနိုင်ဘူး။အဲ့ဒီအချိန်မှာအောက်ဆီဂျင်ပေးနိုင်မယ်ဆိုရင်တော့ဒီလိုအသက်ရှင်နိုင်မယ်။သိလား။ဆရာတကယ်လို့ ဟိုအရေးပေါ်အခြေအနေမှာဆိုရင် CPR ပေါ့နော်အမအရင်ကတော့အင်တာဗျူးမှာလည်းပြောပူတယ် cardio pulmonary resuscitation အရေးပေါ်အသက်ကင်းနည်းပေါ့နော်အောက်ဆီဂျင်ပေးနိုင်နေဆိုရင်တော့ဒီလိုချက်ချင်းမသေးသေးဘူးနော်သူကအောက်ဆီဂျင် brain ကိုအောက်ဆီဂျင်မရောက်တော့ဘူးနှလုံးကအောက်ဆီဂျင်မရောက်တော့ဘူးဆိုရင်ဒါကြီးအကုန်လုံးထိသွားမှာပဲအဓိကတော့ respiratory muscle paralysis ရပြီးတော့အသက်ဆုံးရှုံးတာအဲနိုင်ဝက်အတွင်းမှာပဲအသက်ကိုဆုံးရှုံးနိုင်တဲ့အထိဖြစ်နိုင်တဲ့တစ်ခုလုံးပြန်နှမ်းပြီးတော့ဖြစ်နိုင်တဲ့ကြောက်ရတယ်ပေါ့နော်သူက medical emergency လို့ခေါ်ပါဗော medical emergency case ဖြစ်ပါတယ်အရေးပေါ်အခြေအနေပေါ့ စီးပူကြိုက်တဲ့သူတွေအတွက်ကတော့ဟို blue ring autobus ကိုစိတ်ပူတယ်ဆိုရင်တော့အဲ့အဲ့နဲ့ပတ်သက်တဲ့ဟာကြီးလုံးဝမစားတာတော့အကောင်းဆုံးပဲပေါ့နော်စိတ်ပူတိုက်ရင်ပြောတာစိတ်မပူလူဆိုတာတနေ့တရားမှာပဲပေါ့နော်တရားရှိတုန်းတော့စားမှာပဲဆိုရင်တော့လေတတိပြုတ်ပြီးတော့နည်းနည်းလေးစားဆင်ကျင်ပါပေါ့နောက်တစ်ခုက blue ring autobus ကခုနပြောလို့ပေါ့တွေ့ရတာခဲပါတယ်နော်ကဘာပေါ်မှာတော့လေ blue ring autobus နဲ့ကြောင့်အသက်တည်ဆုံးွားတာ ၃ယောက်ပဲရှိသေးတယ်လို့ဖတ်ရတယ်ဒါကတော့သူ report ရပါတော့တကယ်လို့ report မလုပ်ထားရဟာလည်းရှိရှိနေနိုင်မှာပြောတတ်ဘူးပေါ့နော်အဲ့တော့အသက်ကိုညံဆောင်းတယ်ဆိုတာဖြစ်တဲ့အတွက်ကိုကဟိုဟိုသတိဝရိယလေးနဲ့ခရူးဆိုင်ပြီးတော့စင်ကျင်တာလည်းကောင်းတယ်ဒါပေမဲ့ blue line autobus မဟုတ်ပဲနဲ့လေတခြားသော seafood တွေကလည်းဟို တခြားသောကျန်းမာရေးပြဿနာဖြစ်နိုင်တယ်ဒီနော်အထူးသဖြင့်တချို့ဆိုရင် seafood allergy တမားတွေရှိရယ် seafood allergy တမားတွေဓာတ်မတည့်တာမျိုးတွေ seafood စားလိုက်တာနဲ့ပစုံလေးစားလိုက်တာနဲ့တခုလုံးအပိမ့်ပိမ့်တွေထွက်လာတယ်ရားနာပြီးတော့တခုလုံးရားပြီးတော့မနေနိုင်မထိုင်နိုင်အောင်ဖြစ်တယ်အဖြစ်အများဆုံးကတော့ချောင်းသားတွေငွေဆောင်တွေသွားပြီးဆိုရင် one shot တယ် အန်နေပေါ့နော်အဲ့လိုခါမျိုးဖြစ်တယ်အဲ့တော့ဝမ်ရှော့တွေအန်နေဆွဲနေရမှာဒါကလမ်းကြုံလို့ပြောပြရပါအဲ့တော့စီးဥစားလို့ဝမ်ပိတ်တယ်အစိုးဝမ်ဝမ်ရှော့တွေအဲ့ဒါကိုဝမ်ပိတ်စီတွေမတောက်စီခြင်းမအောင်ပေါ့နော်အဲ့တော့စီးဖူမှာပါတဲ့ဓာတ်တစ်ခုခုနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဓာတ်နဲ့မတဲ့မတဲ့တဲ့အခါမှာခန္ဓာကိုယ်ကဓာတ်တွေကိုစွန့်ပစ်တာစွန့်ပစ်တာဖြစ်တဲ့အတွက်သူကလိုရေလောင်းချတဲ့သဘောမျိုးပေါ့နော်ဝမ်နေတော့ဟောသွားတာအဲ့တော့အဲ့ဒါကိုကိုယ်ကဝမ်ပိတ်လိုက်ပိတ်စီတောက်လိုက်မယ်ဆိုရင်ဝမ်ရောက်သွားရင်ဘာဖြစ်မလဲဆိုတော့ဒီအစိတ်တောက်တွေကခန္ဓာကိုယ်ကမထွက်နဲ့ပိတ်မိနေနိုင်တယ်နော်အဲ့တော့ဝမ်ပိတ်စီတောက်ဖို့ကိုတော့ ဟိုအကြံမပေးပါဘူးအဲ့ဒီစားဆုံးရှုံးသွားတဲ့ရေနဲ့စားတဲ့တကူပြန်ဖြစ် ဒစားရီများများတောက်အုံးရီတောက်နော်အစာအဟာရရှိမဲ့ပူပူနွေ့နွေ့ချက်ပြုတ်ပြင်ဆင်ထားတဲ့ထမင်းပူပူလေးကြသားပူပူလေးအဲ့လိုမျိုးလေးစားပြီးတော့ပြန်ပြီးရိကာပါလို့ပါဝမ်းသွားလို့ဝမ်းလျှောလို့ဆိုပြီးတော့လေပိုးသက်ဆိုကိုယ့်သဘောနဲ့ကိုယ်မတောက်ပါနဲ့ကိုကဘာဟိုဝမ်းကိုက်ဝမ်းလျှောတာဘာပိုးကြောင့်ဖြစ်တာလဲဆိုပုံမူတည်ပြီးတောက်ရတဲ့ပိုးသက်စီတွေကလေကွာသေးရဖြစ်တဲ့အတွက်ပိုးသက်စီတွေကိုအမြဲတမ်းဆရာဝန်ညွှန်ကြားချက်ရှိမှတောက်ပါဒီလိုမျိုးအဲကန်းချီသွားမယ်ဆီဖူတွေပါတယ်စားမယ်ဆိုရင်ကိုကအမြဲတမ်း တော့အမေစေးလေးတို့ ready standby ပေါ့နော်အဲအားလေးတို့ပြင်ဆင်ထားပါဒါဒါဒီအရေးပေါ်အရှင်းမဖြစ်သွားနိုင်ဘူးလို့ပြောလို့မရဘာလို့လဲဆိုတော့ one shot တာအင်မတန်များတယ်ဆိုရင် shock ဝင်ပြီးတော့အသက်အန္တရာယ်ထိခိုက်တဲ့အထိဖြစ်လာတာနိုင်တဲ့အတွက်ဆင်ကျင်ကြပါကူးဆိုင်ကြပါပေါ့ရှင်